မင်္ဂလာပါခင်ဗျကျွန်တော်လင်ကာ support channel အနေနဲ့ကြိုဆိုပါရစေဟုတ်ကဲ့ပါကျွန်တော်လည်းဒီနေ့မှတော့ကလကပဖလားပြန်ပွဲစဉ်တွေထဲမှာမှာဒါအုပ်စုနောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်လည်းရွေးချယ်တုံးတက်ပြီးတော့ကျွန်တော်စိတ်ကြကူခံမှန်းရတဲ့နေတာပေါ်ဒီရွေးချယ်ပေးတော့မှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်လေးကတော့နည်းနည်းနောက်ကျသွားတယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုနောက်ကျသွားတယ်ဒါကြောင့်မလို့ကျွန်တော်လည်းတူတူနဲ့လူရင်းတော့ပဲပြောပြပေးသမှာလည်းဖြစ်ပါတယ်ဒီလိုတို့အချချင်းတူမဲ့ဆိုရင်လိုက်ပြီးတော့စောက်ကစားသေးချင်ပါတယ်ခင်ဗျာနော်ပထမအုပ်စုပွဲစဉ်ဖြစ်တဲ့ညနေနိုင်မှာရှင်းပြကစားကြမယ်ဒါတော့မုံနဲ့ပေါ်တော့ဒါဦးစံလိုပွဲစဉ်သွားမယ် တမုံကတော့အစဉ်စားရက်တင်မှုမှာနောက်ဆင့်တက်ဖို့အရေးဆိုရင်ဒါအနိုင်ကမ်းမှာဖြစ်ပြီးတော့ဦးစင်ကတော့ဒါဥစ္စရာအောက်ဆုံးမှာရက်တင်နေတာလည်းဖြစ်တယ်ဗျ။အိန်တော်မုံအကျော်ပေးထားတဲ့ body သေးဆိုရင်နှလုံးသွင်းရင်ပြာဆုံးစားလေးဖောက်ပေးတာယူကိုပေါင်းသေးကတော့သုံးလုံးပြည့်သွားမယ်ဆိုပြာဆုံးရှုံးသေးပေးထားတယ်။ဒါပေမဲ့တမုံအနေနဲ့တေးရတော့ကြားလို့တော့မရဘူး။အနိုင်ကစားပြီးတော့အုပ်စုပထမနဲ့နေရာရောက်ယူဖို့အတွက်ဆိုရင်ဒီနေ့ပေါ်တော့ဦးစင်ကိုဒါဟိုးပြက်နဲ့နိုင်ရရှိသွားလိမ့်မယ်လို့တွေးမိတယ်။ဟိုးခမရလည်းကတော့အနည်းဆုံး 2C မုံ 3C ပေါ့နော်ဒီလောက်ထိဖြစ်သွားလိမ့်မယ်ဗျ။ စိတ်ကြိုက်ကတော့ကျွန်တော်ကတော့ဒေါမွန်ဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။ online ပြတဲ့မှာဆော်တဲ့ညကိုတွေကတော့ဒေါမွန်ဘော်ဒီကိုပေါ့နော်ဒါနှလုံးသွင်းပြဆုံးစားသည်နည်းနဲ့ပဲလိုက်ပြီးတော့ဆော်ကစားစေခြင်းပါတယ်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ့နော်ည၂နာရီမှရှင်မြန်ကစားကြမယ်ပေါ့နော်ဒါမမီလိုဒီနဲ့ပေါ့နော်ဒါဖလိုမီနစ်ပွဲစဉ်သွားမယ်။မမီလိုနီနဲ့ဖလိုမီနစ်ကတော့ဒါမမီလိုနီကနေပြီးတော့ဒီပေါ့နော်ဖလိုမီနစ်ကိုနိုင်ရရှိသွားမှာသွင်းဒါဖလိုမီနစ်ကတော့ထွက်သွားမှာဗျ။အုပ်စုစရာမှာသွင်းတိတ်ပြီးတော့မကွာဘူး။ရမက်ကလေးနည်းနည်းပဲကွာထားလဲဖြစ်တယ်ဗျ။ လိုမနစ်ကလည်းဒါတော်တော်လေးကောင်းပြီးတော့အနိုင်ရရှိမှသာလဲနောက်ဆင်းုံတက်မှလည်းဖြစ်တယ်ဆိုတော့မမီလိုနီနဲ့ဒီဖရိုမီနီရယ်ပွဲစမှာဖရိုမီနီကပေါ်ရေးကြောပေးတာဆိုရှစ်တူဆိုရင်ပြားဆုံးချုံသေးဖောက်ပေးထားတယ်ကိုပေါင်းလေးကောင်နှလုံးသွင်းရင်ပြားတဝက်ရှုံးပေးထားတယ်ဗျကျွန်တော်ဒီနေ့ပွဲစမှာဆိုရင်ပေါ့နော်ဒါဖလိုမီနီပါပဲဒါရှစ်ဆန်းအတာနဲ့ကိုကတ်နိုင်သွားပြီးတော့ဝမ်ဝမ်မော်ရင်ဒါဝမ်းစည်းလောက်နဲ့လည်းပြီးဆုံးသွားလိမ့်မယ်ဗျစက်ကြွေရွှေ့ပေးရရင်တော့ပေါ့နော်ကျွန်တော်ရဲ့ဒီ ွေးချယ်မှုကတော့ဒါ fluminic body ကိုပဲကျွန်တော်ရွေးချယ်ပေးပါတယ်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ်တော့ဒါမနက်ရှင်းနိုင်မှာရှင်မြန်ကစားကြမယ်တော့ပေါ်တော့ internet ပေါ်တော့ဒါ liverpool လို့ပြောစင်သွားမယ်။အခုလက်ရှိဖောက်ပေးထားတဲ့ body ဈေးအတိုင်းဆိုရင် inter milan ကနေပြီးတော့တော့ဒါရှေ့တူဆိုရင်ပြားဆုံးချုံသေးပေါက်ထားတယ်။ကိုပေါင်းသေးကောင်နှလုံးအချုံသေးပဲပြေးထားတယ်ဗျ။ဒါလေးအောင်နည်းနည်းစဉ်းစားကြရပဲ။ဆိုတော့အင်တာလို့ဒီအုပ်စုပွဲစဉ်ထဲမှာဆိုရင်ဒါလီဗာလေးနဲ့ဒါ အင်တာပေါ့နော်ဒါရမတ်လေးမျက်စီဖြစ်နေပြီးတော့သူတို့တအုပ်စုထဲမှာကြာနေပေါ့နော်ဒီဒိုင်မွန်နဲ့မွန်တာကြီးကလည်းရမတ်ကတော့တိတ်မကွာဘူးဆိုပေမဲ့မွန်တာကြီးကဒါနှစ်မှတ်ထိရရှိထားတာလည်းဖြစ်တယ်ဆိုတော့အင်တာနက်တွေကလေကတီးကန်ကန်သွားမယ်ဆိုရှင်ဒါမွန်တာကြီးကဒိုင်မွန်ကိုနိုင်သွားမယ်ဆိုလို့ရှင်ဒါဘူးကွာဟာရှန်နဲ့နောက်ဆင်းတက်သွားမှာလည်းဖြစ်တယ်အင်တာကလည်းရှုံးလို့မရဘူးရီဘာလေးကလည်းရှုံးလို့မရဘူးတီးဖြစ်မှာလားဘလို့နိုင်ရရှိသွားမှာလဲဆိုတော့အင်တာကလည်းဒါရှေ့စုံပြဆုံးရှုံးသေးကြိုးပြထားတယ်ကိုပေါင်းသေးကနှလုံးရှုံးသေး ဒီနေ့ကျွန်တော်ရဲ့ရွေးချယ်မှုကိုခံမရလဲကတော့ကိုယ်တော်နေပြီးတော့ interval ကတ်နိုင်ကတ်နိုင်သွားလိမ့်မယ်ဗျာဆိုတော့ကျွန်တော်ရွေးချယ်မှုကတော့ဒါ inter body ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းနဲ့နောက်ထပ်တပွဲဖြစ်တဲ့ဘောတော့ diamond နဲ့ monday ပွဲစီသွားမယ် monday ရေးကတော့ဒီနေ့ diamond ကိုကြိုးထားတယ်ဆိုရင်တလုံးသွင်းပြဆုံးစားသေးကြိုးထားရယ်ကိုပေါင်းကြီးနှစ်ပေါင်းလို့သုံးလုံးပြသွားမယ်ဆိုပြဆုံးစားသေးပြထားတယ်ခုနကကျွန်တော်ပြောလို့ဘောတော့ monday ရေးကရမှတ်နှစ်မှတ်ရှိတာလေ diamond ကိုအနိုင်ကန်လိမ့်မယ်လို့ကျွန်တော်တွေးမိမိတယ် ဆိုတော့ဘလို့ပဲပြောပြောဒီနေ့ပွဲစဉ်မှာဆိုမွန်တာကြီးကတော့ရှေ့သားတယ်ဒါပေမဲ့ဒိုင်းမုံအနေနဲ့ဒါပေကိုမမြအောင်ပဲဆော့ကစားမှာလည်းဖြစ်တယ်ဂိုးလေးကတော့ဒါတိတ်ပြီးတော့ပြတ်သွားမယ်လို့မထင်ဘူးကတ်နိုင်သွားလိမ့်မယ်ဆက်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်တော့ဒါဒိုင်းမုံနဲ့မွန်တာကြီးလို့ပွဲစဉ်မှာဆိုရင်ဒါကိုအောက်ကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရွေးချယ်ပေးထားတဲ့ကလပ်ကဘာဗလာရဲ့အဆုနောက်ဆုံးပွဲစဉ်ကစားပွဲတွေမှာဆိုရင်မနေ့နှစ်နိုင်မှရှင်မြန်ကစားမယ်ပေါ့နော်ဒါဒေါမွန်နဲ့ဦးဆန်တို့ပွဲစဉ်မှာဆိုကျွန်တော်ဒေါမွန်ပေါ်တွေရွေးချယ်ပေးထားပြီးတော့ မမီလိုဒီနဲ့ဒါဖလူမီနစ်ဘောစင်မှာဆိုကျွန်တော်ကတော့ဖလူမီနစ်ဘောဒီကိုဆက်လက်ရွေးချယ်ပေးထားတာဖြစ်တယ်လို့အင်တာနက်ပေါ်တော့ဒီပါလေးဘောစင်မှာဆိုလည်းကျွန်တော်အင်တာဘောဒီရွေးချယ်ပေးထားပြီးတော့ဒိုင်းမွန်နဲ့မွန်တာရီလိုဘောစင်မှာဆိုရင်ကျွန်တော်ကတော့ကိုပေါင်းအောက်ကလို့ကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ဒီလေးဘွဲကိုပေါ်တော့ဘောဒီဆော့ရသလိုမောင်းလေးဆော့လို့ရပါတယ်ပြီးတန့်ဘောဒီလိုက်ပြီးတော့ဆော့ကစားသိချင်တဲ့ဘွဲကတော့ကျွန်တော်ဒေါမွန်ဘောဒီနဲ့ပေါ်တော့ဒါဖလူမီနစ်ဘောဒီပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒီဘောစင်လေးပေါ်တော့ဒါအကြိုက်ရှင်းတူမယ်ဆိုရင်တော့လိုက်ပြီးဆော့ကစားကြပါဘောဒီလေးကိုတော့နှစ်ဘွဲတိတန့်ဆော့ရသလို မောင်းကြီးလဲ sorry ရပါတယ်ခင်ဗျာเนาะအားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ